တလောကထေရဝါဒတက္ကသိုလ်နိုင်ငံသားတွေရောက်လာရောက်လာပြီးတော့ဘုန်းကြီးကတရားဟောမလို့ဤသက်ချမလို့သွားသွားတော့အဲ့ဒီအဲ့လမ်းညွန်ကနေပြီးတော့ဘုန်းကြီးကဘာပြောကြလဲဆိုဒလိုင်းလာမာတဲ့ပြောနော်ဒလိုင်းလာမာလို့ပြောသူဘာသာတရားနဲ့ပတ်သက်ပြီးဘာမှလေးလာထားဖို့မရဘူးဘုရားဘာသာဟာဒီ လမ်းမှာဘုန်းကြီးလို့ဘုန်းကြီးပြောတယ်နော်ဗမာပဲအဲ့တော့တကယ်ပြောတဲ့နာ ခွဲခြားပြီးတော့ပြောအောင်ခြေတော်ဝါဒရှိတယ်မဟာယာနရှိအဲ့ဒီမှာလဲမြတ်မပြေကသာသနာကိုဟိနယာနလို့ခေါ်တာရှိသေးတယ်အဲ့ဒီအခေါ်ကတော့လုံးဝညင်းရမှာရင်းပြီးတော့ခေါ်တာဟိနယာနဆိုတာအောက်တန်းကြတဲ့ယင်လို့အဓိပ္ပာယ်ရတယ် ဟာယာနကမြင့်မြတ်တယ်ကြီးမားတဲ့ယင် great vehicle ဆိုတဲ့စကားနဲ့သုံးခိနာယာနဆို inferior lower vehicle ဒီလိုသုံးတာအမှန်ကမြမပြည်တို့ဒီကိုယ်ွယ်တဲ့ဘာသာတရားထေရဝါဒဘာသာတရားထေရဝါဒမဟာယာနမဟုတ်ခိနာယာနဆိုတာအိန္ဒိယမြောက်ပိုင်းမှာတစ်ချိန်တုန်းကမဟာယာနနဲ့ရှင်ပြီးတော့ပေါ်လာတဲ့ယာနတစ်ခုအဲ့ဒီယာနကပျောက်ွယ်သွားပြီခု အဲ့ဒါကိုရောရောင်ပြီးတော့ခိနာယန္တာလို့ပြောရင်ဘုန်းကြီးတို့ကတော့ကန့်ကွက်တယ်။ဗမာပြည်ကကိုးဝယ်တဲ့ဘုရားဘာသာထေရဝါဒဘုရား။ဒါဖြင့်ထေရဝါဒဆိုတာဘာတော့ဆိုအဲဒါစ်ပေါ်လစီပေါ့။ policy of edda အဲဒါဆိုတာမြတ်စွာဘုရားရဲ့တပည့်ကြီးတွေထေရဆိုတာမြတ်စွာဘုရားရဲ့တပည့်ကြီးတွေတာဝကကြီးတွေလူကြီးတွေပေါ့။ ခေါင်းဆောင်ကြီးတွေခေါင်းဆောင်ကြီးတွေရဲ့ policy ကိုထေရဝါဒလို့ခေါ်တယ်။နော် elders policy တော့မဟုတ် policy of the elders ရှင်မကတ္တဝါတို့ရှင်ဥပါလိတို့ရှင်အနန္ဒာတို့တကယ်ရဟန္တာပုဂ္ဂိုလ်ကြီးတွေကဘုရားပြိဋိဘံဆံသွားတဲ့အခါမှာသူတို့လိုက်နိုင်ရမယ့် policy ကိုချမှတ်တယ်။ policy ဆိုတာဟိုအင်္ဂလိပ်စကားနဲ့ပိုထင်ရှားအောင်လို့ပြောပြတာ policy ဝါဒ ထေရဝါဒဆိုတာ elders policy ပဲသူတို့လူကြီးများရဲ့အယူအဆခံယူချက်ဝါဒမူဝါဒရှင်မဂ္ဂဗ္ဗကိုယ်တိုင်ကခြေညာတယ်အပိညတံနပိညပေတ္တံဖျားမပညတ်တာကိုထပ်ပြီးတော့အစ်စ်မပညတ်ရဘူးဥပဒေအစ်စ်မတော့ရဘူးလို့ပြောတယ်ဒါတခုဖျားမဟောတဲ့တရားကိုအစ်စ်ထပ်မထည့်ရဘူးလို့ပြောတယ် ဒါအလွန်ကောင်းတဲ့ policy ပဲပြညတ်တန်လသမုတ်စိန်ဒီတက်ပါဖះဟောပြီးပြညတ်ပြီးကိုသူ့တိုင်းမဖြတ်စီမပယ်ဖြစ်ရဘူးယထာပြညတ်တေသူသိခါပရိသူသိခိတပါပြညတ်ထားတဲ့ကျင့်ရမယ်ကျင့်ဝတ္တီကိုလိုက်နာကျင့်သုံးရမယ်ဟောဒီဟာသူတို့ရဲ့ policy ပဲဒီ policy အတိုင်းကျင့်သုံးတာကိုထေရဝါဒလို့ခေါ်တယ်ဟိနယနာမဟုတ်ဘူး ို့တော့မြန်မာပြည်ကသာသနာကိုမြန်မာပြည်တို့ထိုင်းတို့ဒီနာကမ္ဘောဒီးယားလာအိုသီရီလင်္ကာဒီငါးနိုင်ငံကသာသနာကိုဟိနယန္နာဟိနယန္နာနဲ့ဆာအိုဒီကလည်းရေးတယ်သူတို့ဟိနယန္နာဆိုတာဘာတော့စိတပိတာဝကအနေနဲ့နိဗ္ဗာန်ရရဟန္တာဖြစ်ပြီးတော့ပြိနိဗ္ဗာန်ဆန္ဒတွေကိုဟိနယန္နာလို့ခေါ်တယ်သူတို့ကတော့မဟာယန္နာဆိုတာအလုံးဟာဖျားဖြစ်ပြီးမှအထက်တန်းကနေသွားမှာပေါ့ဖျားလောင်းွာတာ ဘုရားလောင်းဝါဒချက်မှတ်ပြီးသူတို့ကသူတို့မဟာယာနလို့ခေါ်တာတကယ်မဟာယာနဆိုရင်ဒီဟာကိုသုလယာနလို့ခေါ်ရမှာပေယဝရှုစကလုံးတွဲတာလဲမှားနေတယ်ပါဠိမှာအင်္ဂလိပ်မှာလဲသူကလည်းသူတွဲရတယ်လေနော် greatness morning bigness morning ဒီလိုတွဲရမှာ imperial superior ဒီလိုတွဲရမှာသူဟာနဲ့သူအဲ့ဒါလို့မတွဲဘဲနဲ့သူတို့ကဟီနလို့တွဲတာဟာ ဟိနနဲ့ပဏိတသာတွဲရမယ်ဟိနနဲ့မဟာနဲ့မတွဲရဘူးမဟာနဲ့ကစုလာနဲ့ပဲတွဲရအဲ့ဒီအတွဲလဲမှားနေအတွဲမှားတာမှအနာတဝိနဲ့ဝိသခာသွားတွဲတယ်လို့ဖြစ်နေနော်မတွဲရမယ့်ဟာသွားတွဲတာအတွဲမှားနေတကယ်တော့သူတို့ကိုမဟာယာနဆိုရင်ဒီဘက်ကိုစုလာယာနဆိုရင်တော်သေးတယ်ပေါ့ဈာန်နာဆိုတာဟိုဖရာရဲ့တပည့်တာဝကအနေနဲ့နိဗ္ဗာန်ဝင်တယ် ဒါကြောင့်မို့လို့သုလယာနလို့ပြောလို့ရတယ်ဖျားဖြစ်နေနိဗ္ဗာန်ဝင်တာကြတော့မဟာယာနလို့ဒီလိုသူတို့ကလူတိုင်းဖျားဖြစ်ရမယ်ဆိုရင်ဖျားလောင်းဝါရာရှင်းသုံးတာမို့သူတို့ကိုမဟာယာနလို့ခေါ်တယ်ဗုဒ္ဓဘာသာမှာထေရဝါဒလည်းရှိတယ်မဟာယာနလည်းရှိဥဖိုချာရေးတဲ့မဟာယာနဗုဒ္ဓဘာသာကိုဖတ်ထားတဲ့နေပေါ့အရင်တော့ကတော့ရှိတယ်ခုနောက်ပိုင်းတော့မတွေ့ဘူး အဲ့ဒီမဟာယာနထေရဝါဒနှစ်ခုခုဒလိုင်းလာမာတို့ရှင်းသုံးတဲ့ဝါဒကဝជីရယာနလို့ခေါ်တယ်တန္တရမန္တရဝစီရယာနထိုင်းမွန်ဘဲကသူတို့ကတခုတန္တရမန္တရတယ်သူတို့မန္တန်ရွတ်တဲ့ဝါဒမန္တန်ရွတ်တဲ့နှဲ့မုတ်တဲ့ဘုံတီးတဲ့နော်အဲ့လိုနဲ့သူတို့ကမတူဘူး အဲ့ဒါမတူတာကိုသွားပြီးတော့ရှောက်ရောတာမျိုးကမလို့တဲ့ပေါ့အဲ့တော့မြန်မာပြည်ကဗုဒ္ဓဘာသာက authentic buddhism ခေါ်ရသော်ဗျာမူရင်းအတိုင်း elders policy ရလုံးဝမပြင်းမပြုတ်မပြင်းမဲနဲ့မူရင်းအတိုင်းထိမ့်သိမ်းလိုက်နာကျင့်သုံးတဲ့ဗုဒ္ဓဘာသာဖျားလက်ထဲအတော်လေးလာတဲ့နိုင်ငံသားတွေကြတော့ဒါကိုသိတယ်လက်ခံတယ် ထေရဝါဒဟာ authentic ဆိုတာသူတို့လက်ခံမဟာယာနကြတော့ပြင်ဆင်သွားတာတွေအများကြီးဖြစ်ကုန်ခွာလေးပြင်လိုက်ဒါလေးပြင်လိုက်လှုပ်ဆက်တင်ခံလေးထတာတွေအများကြီးရှိတယ်အဲ့လိုပေါ့ဒါကဟိုသိဖို့ပြောတာကိုယ့်ဘာသာဘုရားဘာသာအချင်းကိုရံဖြစ်ဖို့မဟုတ်ဘူးเนาะအချင်းချင်းပြန်လာ မတူညီတဲ့သဘောကို မတူဘူးလို့သိရမတူတာကိုမတူဘူးဆိုတာသိဖို့လိုအပ်တယ်ပေါ့အဲ့ဒါလို့ သိမှသဘာဝကျကျပြောလို့ရအဲ့တော့ဗုဒ္ဓဘာသာအချင်းအားဖြင့်၃ခုရှိမြတ်စွာဘုရားပြိနိဗ္ဗာန်စံပြီးနောက်ပိုင်းမှာအနည်း200လောက်က300အထိအဲ့ဒီကြားထဲမှာဗုဒ္ဓဘာသာဟာဂိုင်းကြီး78ဂိုင်းထိအောင်ကွဲပါဘူးတယ်ဂိုင်း78ဂိုင်းထိအောင်ကွဲပါအယူအဆတွေကွဲပြားသွားတယ်မြန်မာပြည်မှာဂိုင်းကြီး9ဂိုင်းဆိုတာငကုံတော့3ဂိုင်းပါပဲ နောက်ပိုင်းမှာကိုကနန်းကြိုက်လို့ကိုလုတ်တာဓမ္မရဲ့အကျင့်ကိုကိုင်းဖြစ်သွားတယ်အဲ့ဒီကိုကိုင်းကွဲတယ်ဆိုတာအယူဆကွဲတာမဟုတ်ဘူးခေါင်းဆောင်ဆရာတော်ကြီးတွေကိုဥတီပြီးတော့တပည့်ပိယိတ်တတ်တွေကအစုလိုက်ဂရုလိုက်ဖြစ်သွားလို့ခိုင်းဖြစ်သွားတာမြန်မာပြည်မှာဟိုလိုကွဲတာမဟုတ်ဘူးရှေးတုန်းကခိုင်းကြီးဆက်ဆက်ခိုင်းကွဲတယ်ဆိုတာအယူဆကိုမတူတာဂျပန်ပြည်မှာလည်းပဲနော် ဘုရားဘာသာခိုင်းကွဲတွေအများကြီးရှိတယ်။အဲ့ဒီခိုင်းကွဲတွေကွဲတဲ့ဆိုတာအယူဆမတူ။ဆိုပါစို့အဘိဓမ္မာကောသချမ်းကိုအလေးနဲ့ထားပြီးတော့အဲ့ဒါကိုအဓိကထားပြီးတော့သင်တဲ့ချမ်းကိုကုရှံခိုင်းလို့ခေါ်တာ။နိရှိတာတို့ကုရှံတို့ဆိုတာအဲ့ဒီကုရှံဆိုတာကောသအတန်တုအတန်လောက်ထားတာ ကောတဆိုတဲ့စကားလုံးကိုကုရှံကုရှံခိုင်းဆိုပြီးတော့ဘုန်းကြီးတို့လည်းဂျပန်နစ်ဗုဒ္ဓဇင်းနည်းနည်းဖတ်ကြည့်တဲ့အခါကျတော့မှမဟာယာနတွေကဒီထေရဝါဒတို့ပြောတဲ့မြန်မာပြည်ကဘုရားဘာသာကိုသူတို့ကဟိုလူညံ့နေကိုးကွယ်တာလို့သူတို့ကျမ်းနေမှာအဲ့လိုဆိုတယ်သူတို့ကတကယ်အထက်တန်းကြတဲ့ပုဂ္ဂိုလ်တွေကိုးကွယ်တာလို့ပြော သို့တော်လေဗမာပြည်ကိုသူတို့ကပညာလားသိနေကြရတယ်လေဟိုရေးထားတဲ့လူတွေကအဲ့ဒါလိုရေးတယ်အင်္ဂလိပ်စကားလုံးလေးနှစ်လုံးရှိတယ် exotarian နဲ့ exotarian ဆိုတဲ့စကားလုံးရှိတယ် exotarian နဲ့ exotarian တချို့ dictionary တွေမှာမပါဘူး exotarian နဲ့ exotarian မှတ်မိတဲ့အတိုင်းပြောရမယ်ဆိုရင်တစ်ခုကဘာလို့ဆိုတော့ အများကိုဟောတဲ့တရားတစ်ခု special တပည့်တွေကိုဟောတဲ့တရားတစ်ခုလို့နှစ်ခုရှိတယ်။အဲဒီမှာမဟာယာနတရားကသူက exotare သူကတကယ်ကို special တပည့်တွေကိုဟောတာ။ခရစ်တော်ကလည်းပဲသူတပည့်တွေ12ယောက်လားမသိဘူး။အဲ့ဒါကိုသူက special ဟောထားတာလေ။ special ပေးတဲ့ပုံ။အဲ့ဒါမျိုးလို့ ဒီထေရဝါဒမဟာယာနအယူဆတွေကလည်းရှိတယ်ပေါ့သေသေးချာချာလေးလာကြည့်မယ်ဆိုလို့ရှိရင်တော့ဘုရားရဲ့အဆုံးအမဩဝါဒတွေဟာမဂ္ဂင်၈ပါးတို့သစ္စာ၄ပါးတို့ခန္ဓာ၅ပါးအရဏ၁၂ပါးဒါ၁၈ပါးတကယ်အနှစ်သာရရှိတယ်ပရိစ္ဆသဘောပတ်တို့ဒါရရားအလုံးဟာတူတူပဲအကုန်လိုက်နာခြင်းသုံးတဲ့အပိုင်းမှာ ကွဲပြားခြားနားမှုတွေရှိတယ် နောက်ဆုံးမှာအယူအဆတွေးခေါ်တွေကလည်းကွဲပြားခြားနားမှုရှိတယ်။မူရင်းတိုင်လက်ခံနေတာကတော့ထေရဝါဒပဲ Elder's Policy ဒီဝါဒကတော့မူရင်းတိုင်လက်ခံတာဖြစ်လို့မြတ်စွာဘုရားရဲ့တရားတော်တွေကိုအတိအကျဖျားဟောခဲ့တဲ့အတိုင်းမှတ်သားနိုင်ခြင်းနဲ့ဆိုလို့ရှိရင်တော့မြတ်မပြေကထေရဝါဒသာသနာမူရင်းတိုင်ဖြစ်တယ်ဆိုတာတော့အလုံးကလက်ခံထားတာဖြစ်တယ်ပေါ့